ကင်းပြည်နယ်ကော့ဂရိတ်မြို့နယ်ပါရဲကျေးရွာအတွင်းလက်နက်ကြီးပုံသီးကြောက်ရောက်ပေါက်ကွဲတာကြောင့်ပြည်ညာဝန်ထမ်းတအူးနဲ့ကလေးသုံးတေဆုံးပြီးဆ iam မတအူးနဲ့ចောင်းသားចောင်းသူ၁၉ဦးထိခဲ့တဲ့ရရှိခဲ့ကြောင်းသိရပါတယ်။ ဇွန်လ10ရက်မွန်းလယ်တနာရီမှာကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်ပိုင်ရဲကျေးရွာသို့လက်နက်ကိုင်ဖွဲတစ်ဖွဲကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာပိုင်ရဲကျေးရွာအခြေခံပညာလယ်တန်းကျောင်းမှာကျောင်းသားကျောင်းသူများအားလုံခြုံရေးချင်းနေရခေတ္တပြောင်းရွှေ့စာတင်ကြားပေးနေတဲ့အဆိုပါကျေးရွာရှိဥက္ကလာရဲ့နေအိမ်ရှိမြေကွက်လက်သို့လက်နက်ကြီးဘုံဒီတလုံးကြားရောက်ပေါက်ခွဲခဲ့မှုကြောင့်ပိုင်ရဲကျေးရွာအခြေခံပညာလယ်တန်းကျောင်းမှာရုံးကူဝင်တဲ့ဖြစ်သူဒေါ်မိသစင်36နှစ်နဲ့ကျောင်းသားကျောင်းသူများဖြစ်တဲ့မာဝီယံအောင်ရှင် စ်နှင့်မတ်လာရိတ်ချို10နှစ်နှင့်မတ်သူစာအေး6နှစ်တို့၄ဦးတွင်ဘုံသည်ပောက်ခွဲစထိမှန်တရားများရရှိကာတည်ဆုံသွားခဲ့ကြောင်းသိရပါသည်အဆိုပါပောက်ကွဲမှုကြောင့်ပိုင်ရဲကျေးရွာနေလောအပီဆီယမဖြစ်သူမမိုးသူစားနေចောင်းသားចောင်းသူ၁၉ဦးတို့တွင်မိုင်းပောက်ကွဲစထိမှန်တရားများတည်တည်ရရှိခဲ့ကြောင်းသိရပါသည်အထက်ပါဖြစ်စေမှတရားရရှိသူများအား ကညင်ကြိုက်ကျေးရွာရှိကျေးလက်စေပေကန်နေမလမြန်မြို့ပြည်သူ စေယုံတို့တောင်းရှိသူများကပို့ဆောင် စေကူတာပင်လျက်ရှိကြောင်းသိရပါတယ်။